သူနဲ့တွေ့ကျင်ဘသူနဲ့တွေ့ကျင်တယ်လဲဆိုတာငါနဲ့ဘာကိစ္စပြောရမှာလဲကုမိုးစရာခေါ်ပေးစမ်းလေတန်းမာလိုက်လားရှင်ခစ်มาပြီးတော့ရောက်လာလားရှင်ပြောတဲ့ဥမိုးစရာဆိုတာဘသူလဲဆိုရှင်မေ့ပါတရောင်းစားကိုရှင်ဘရင်ကတော်ကောက်လို့မိဖုရားဖြစ်ခြင်းဖြစ်ပြီ ဒါပေမဲ့တရောင်းစားတရောင်းစားပဲအရေးကောင်းတာလဲသွားမယ်သူ့ရဲ့ဗီဇာမပြတ်ဘူးသူ့ရဲ့နဲ့ဘာရှောက်ပြောနေလဲရှင့်ကိုကျမအခုချက်ချင်းတင်ရကနေမောင်းထုတ်လို့ရတယ်ဆိုတော့ရှင်မမေ့နဲ့ဘာပဲမောက်မာနေရလဲဒီမှာငါမျက်စိရှိတယ်မှာငါကျုံဟာကျုံမင်းကျုံဆိုတဲ့အတုံးတော့ ဘသူ့ကိုတုံးလိုက်တာလဲပုံပြတာကျွင်းရကျွန်တော်ယူထားတဲ့တရုံဝင်ဇနီးမျိုးလေဘာလီလီဆာဆာဆက်ဆံအိုးဒီလိုဘာလို့လီလီဆာဆာဆက်ဆံမှာလဲလီလီဆာဆာမဆက်ဆံရင်ဘယ်လိုဖြစ်တာလဲဒါကျွင်းရရဲ့ဒီအိမ်မှာရှိသမျှအရာအားလုံးကကျွင်းရအပိုင်နဲ့ဦးမိုးစီယာ ဘေးအဆင့်တန်းလာလဲဆိုတာမကြခင်တက်တည်ပြပဲကျွေးရဘေးအဆင့်တန်းရပဲလားကျွန်တော်တရားဝင်ယူထားတဲ့ဇနီးမယားဖြစ်တဲ့အတွက်သူ့ဆော်ကားရင်တော့ကျွန်တော်ထိတ်ထားပါမယ်အေးလေကျမပြတဲ့တက်တည်ကိုမြင်တဲ့အခါကျရင်ရှင်ဒီလိုစကားမျိုးပြောနိုင်ပါစေဦးမိုးစေးဟာ နေလေရကျုံငယ်တော်တီတော်ထုံးဉာဏ်တတ်ပါမှာပဲနော်ဟုတ်တယ်ဦးရသူကအိမ်ထဲကိုဝုန်းဝန်းနဲ့ဝင်လာပြီးတော့ဘာပြောတော့မှန်းလည်းမသိဘူးသူပြောတာလည်းဘာတစ်ခုမှချိုးတာနားမလဲဘူးဒီမိမသူရည်သေးတာဖြစ်တယ်ကျုံငယ်လည်းဘာမှမဆိုင်နဲ့လားရမ်းတော့တာသူကြည့်ရတာ ချွန်းငယ်ကိုစတွေ့ရမကြင်နဲ့တယ်လို့ပဲဟုတ်တယ်နော်ဦးရဲ့သူပြောသွားလိုက်တာလည်းစုံနေတာပဲချို့လည်းဘယ်ဘွားဘယ်အဆင့်တန်းကလာလဲဆိုတာသိအောင်လုပ်ပြမယ်သူဘာကြီးကြံစည်အောင်မလဲမသိပါဘူးဦးရဲ့သူဘာတွေပဲပြောပြောဘာတွေပဲဖြစ်လာဖြစ်လာဦးကတော့ချို့ဘက်မှာအမြင်ရှိနေပြီနော်ချို့စိတ်ချပါ ချုံငယ်ကိုဦးတက်တက်လုံးကာပဲပြီးတော့ဦးစိတ်ထဲမှာထူးဆန်းနေတဲ့ခုတော့ရှိတယ်။အဲ့ဒေါ်တီရာထွန်းကချုံငယ်ကိုသိနေတယ်လို့ပဲ။ဟုတ်။ချူကတော့မသိပါဘူးရဲ့။ဟုတ်ပါတယ်လေ။ဒေါ်တီရာထွန်းနဲ့ချုံငယ်เนี่ยအဝေးကြီးပဲဥစား။ဘလို့သိမှာလဲနော်။ ။အိုးဟိုတရက်ကတော့လေအင်ကိုအမျိုးသမီးတရက်ကဖုံးဆက်တယ်။ဥမိုးစရာနဲ့စကားပြောချင်တယ်တဲ့။ချူကလည်းကျမကဥမိုးစရာရဲ့ဇနီးပါလို့ရှင်ကကျမယောက်ျားကိုဘာကိစ္စနဲ့ဖုံးဆက်တာလဲဆိုပြီးလေးတန်းမမနဲ့ပြောလိုက်မိတာ။အဲ့ဒါကြောင့်လားမသိဘူးနော်။ဖြစ်နိုင်တယ်။အဲဒေါ်တိရာထုံးကိုဘသူကမှအဲ့လိုမဆက်ဆံဘူးတော့ထိုင်ရခက်သွားတာ။ဟုတ်မယ်နော်။ ချူကလည်းဘာစိတ်မှမရှိပါဘူးမိန်းမတယောက်ကဦးကိုအဲ့လိုမျိုးလာပြီးတော့ဆက်သွယ်စကားပြောမယ်ဆိုတော့ချူကလည်းထုံးစံအတိုင်းပဲလေတုံဝင်တို့ွားတာဘောလို့ကလေးရန်တက်တယ်လေကလေးက မိုက်ဟောတစိဥမိုးစရာဒါလေးပြီးပြီပါလားဒီလိုကပေးခိုင်းလိုက်ဟောဒေါ်ဒီယာထောင်းကပေးခိုင်းလိုက်တာအော်ဟုတ်ကဲ့ဟုတ်ကဲ့အခုပဲတော့ပြီလားဟုတ်ကဲ့ဒီမှာဦးကြိုက်တဲ့ဟင်းတွေကိုဖွဲ့ဖွဲ့ရာလေးချက်ထားတယ်။ဟုတ်။ ဒီတပ်ပုံတွေကဒီတဲ့ကောင်ကလမ်းမှာချူးနေကိုဓာတ်နဲ့ထိုးသွားတယ်ကောင်ချူးဓာတ်နဲ့ထိုးသွားရလဲဒီကောင်ဟုတ် ဦးအရန်ချစ်တဲ့သူကိုထိခိုက်ဒဏ်ရာရအောင်လုပ်သွားတဲ့ကောင်ကိုမှတ်မိတယ်။ဒါပေမဲ့ဦးသိကျင်တာအဲ့ဒါမဟုတ်။ဒီကောင်နဲ့ချူးငင်နေတယ်။ဘလူပတ်တယ်။ဟမ်။တုံးနဲ့ချူးနဲ့ဘာမှမပတ်သက်ဘူးနော်ဦး။ချူးဒီเจ้าနေဦး။ ်ဘယ်ကနေဘယ်လိုစပြောမှမသိပဲမင်းသူနဲ့ချုံနဲ့တကယ်ဘာမှမပတ်သက်ဘူးနော်ဘာမှမပတ်သက်ဘူးချုံနဲ့ပြောတော့တော့တီတာထုံးနဲ့ချုံနဲ့လည်းလုံးဝမပတ်သက်ဘူးဆိုဒီပုံတွေကဘူးစီကိုတော့တီတာထုံးပို့လိုက်တယ်ခင်ဗျချုံနဲ့လည်းမပတ်သက်ဘူးဆိုရင်ဒီပုံတွေသူ့စီပုံလို့ရောက် ီเจ้าနေကိုအိုးဒီချာလေးရှင်းပြပေးပါမယ်ဦးရဲ့ဟိုအခုချိန်မှချို့ဖဲကနေဘလို့စပြောမှမသိလို့ပါဦးရဲ့ချို့ရောရုံးပါနော်ဒီထဲတယောက်နဲ့ချို့နဲ့ဘလို့မှမပတ်သက်ပါဘူးပြီးတော့ဒီပုံလေးဆိုတာလည်းလောကအမှန်မဟုတ်ပဲနဲ့တသက်မှလှုပ်ကြံထားတာပါဒေါ်သီရာထုံးဆိုတဲ့မိန်းမကြီးကလည်းချို့ဘဝတစ်ချောင်းလုံးမှာလိုက်ပြီးတော့ဒုက္ခပေးနေတဲ့မိန်းမကြီးပါဟာဘာလေးလဲစကားတွေကတောင်ရောက်မြောက်ရောက်နေကွာ ဒေါ်တီရာထောအင်းကိုလာတော့ပြောသွားတယ်။ချူညာအရင်ဟာဆောင်းကောင်းရဲ့။ဟုတ်ပါဦးရဲ့မဟုတ်ပါဘူး။ဘူးချူမယုံတော့ဘူးလား။ဒီเจ้าနေကိုသူ့ငယ်အိုက်နေတဲ့ကပြောပြတဲ့နာ အခုဦးတည်သွားတော့မှကျူးငယ်အတင်းယုံခိုင်းနေအောင်ဦးဟာတငယ်နှစားမှမဟုတ်တာဦးကျူးငယ်ကရမ်းချစ်တယ်ခုဒီကိစ္စမှာဦးကျူးငယ်ကရမ်းစိတ်ဆိုးတယ် ိတ်ခါနေနွားလို့ပူလေးတပ်ပါအောင်တော့ချေဦးကနွားလို့မတောက်ချင်ဘူးဆိုတော့ကော်ဖီဖြော်ပေးရမလားကျူဟာဦးအိတ်မပြောမှာစိုးလို့ပါညစာလည်းတေချာစားလာတာမဟုတ်ဘူး။ဘုဖိုက်စာနေမှာပေါ့။ချူညစာတစ်ခုလုပ်ပေးရမလား။

Sue, rape, yeah, be my beer, yeah.